ဗိုက်တာမင် D ကဥသင်ရနေပြီးတော့ကယ်စီယမ်ကိုအစ20ဆုပ်ယူနိုင်အောင်ကူညီပေးတဲ့အပြင်အနာရောဂါတွေမဖြစ်အောင်ကာကွယ်ပေးတဲ့စနစ်ကိုလည်းသူကကူညီပေးပါတယ်။အဲ့တော့သူတို့သတ်မှတ်ပေးတဲ့ကျန်းမာတဲ့ပတ်ဝန်းကျင်ရှိတဲ့နယ်ပတ်ဝန်းကျင်က40ကနေ80ဒါမှမဟုတ်40ကနေ90နန်နိုဂရမ်ပါမီလီလီတာပဲရှိတင်ပါတယ်။ဘာတွေအနေရှိနိုင်လဲ hypercalcemia တွေးထဲမှာကယ်စီယမ်များတဲ့ပြဿနာ။အဲ့ဒါကြောင့်မလို့ toxicity အစိတ်ဖြစ်စေတဲ့အန္တရာယ်ရှိတယ်။နောက်တစ်ခုကကြောက်ကပ်မှာကြောက်တယ်စေတယ်။တော့အဲ့အရာတွေအဲ့ဒီအခြေအနေတွေမှာတည်နေပြီလားဆိုတာကိုသိနိုင်တဲ့နီလန်တောက်တစ်ခုက parathyroid glands ကနေထုတ်တဲ့ parathyroid hormone အခြေအနေကိုကြည့်ပြီးတော့ကျွန်တော်သိနိုင်ပါတယ်။ကျွန်တော်ဒီစာအုပ်မှာအနည်းလေးလာလေးရှိပါတယ်။ Guyden and Hall Medical Physiology Textbook ပါ။ဒီ textbook က ကျောင်းသားတွေစေကျောင်းသားတွေ second year လောက်ကနေစပြီးတော့သင်ကြားရတဲ့ text ပေါ့ပါဘယ်တော့မှပြောင်းလဲမှုမရှိတဲ့ခန္ဓာကိုယ်တည်းရအကြောင်းအရာတွေအားလုံးရဲ့အကြောင်းနဲ့တို့ရဲ့အလုပ်လုပ်ပုံတွေကိုအသေးစိတ်သေချာရှင်းပြထားတဲ့ text ပေါ့ပါဆိုတော့ကျွန်တော်တို့ဒီမှာမြင်ပါလားဒါတိုင်းလိုက် gland ရဲ့အနောက်ဘက်ပါ အနောက်ဘက်မှာအဖူလေး၄ခုရှိပါတယ်အဲ့ဒါကို parathyroid gland လို့ခေါ်ပါတယ်အဲ့ဒီအဖူလေး၄ခုကနေပြီးတော့ parathyroid hormone ကိုထုတ်ပြီးပါတယ်ဆိုတော့ကျွန်တော်ဒီမှာဗာရေးထားလဲဆိုတော့ဒီပေါ်မှာမြင်ပါလားကျွန်တော်ဖတ်ပြအောင်ဆာမျက်နှာ1389မှာ parathyroid hormone provides a powerful mechanism for controlling extracellular calcium ဆိုတော့ဘာပြောလဲဆိုတော့အဓိကသူ့ရဲ့အလုပ်ကသွေးထဲမှာရှိတဲ့ calcium ကိုအချိန်တိုင်းစောင့်ကြည့်ပြီးတော့ထိန်းချောက်ပေးပါတယ် parathyroid hormone ရဲ့အခြေအနေကိုကြည့်ပြီးတော့လေ vitamin D က cellular level ထိအလုပ်လုပ်လား cell တွေထဲထိအလုပ်လုပ်လားဆိုတာကိုလည်းကျွန်တော်တို့သိနိုင်ပါတယ်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့တူလဲဆိုတော့ကျွန်တော်တို့ thermoset တစ်ခုလို့ပေါ့အပူချိန်တစ်ခုကိုတောက်လျှောက်သူကထိန်းထားပေးပါတယ်ညားသွားရင်လျှော့ပေးတယ် နေသွားရင်ပြန်တင်ပေးတယ် on and off ကအချိန်တိုင်းသူစောင့်ကြည့်ပြီးတော့လုပ်ပေးပါတယ်အဲ့ဒီသဘောပါပဲ parathyroid hormone parathyroid gland ဆာလဲသွေးရည် calcium ကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့အစင်တစ်ဖြစ်ထိန်းချောင်းပေးပါတယ်နောက်တစ်ခုဒီမှာရေးထားပါတယ်ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပါမယ် excess activity of the parathyroid gland causes with hypercalcium in the extracellular fluid conversely hypofunction of the parathyroid glands causes hypocalcemia အဲ့ဒါဘာပြောလဲဆိုတော့ parathyroid glands ကနေပြီးတော့တွေးရတဲ့ကယ်လ်ဆီယမ်တွေကိုအစင်သဖြင့်စောင့်ကြည့်နေပါတယ်တွေးရတဲ့ကယ်လ်ဆီယမ်နည်းတဲ့အခြေအနေတွေ့လာနဲ့ parathyroid hormone PTH ကိုထုတ်ချပြီးတော့အယိုးရတဲ့ကယ်လ်ဆီယမ်တွေဆွဲထုတ်ပြီးတွေးထဲမှာများလာစေပါတယ်အဲ့ဒီမှာအဓိကအချက်က parathyroid hormone ညာနေတွေးရတဲ့ကယ်လ်ဆီယမ်နည်းနေပါတယ် နောက်တစ်ခုပြောင်းပြန်တာသွေးရည်ရဲ့ကယ်ဆီယမ်များနေတဲ့အခါမှာပါရာသိုက်ဟော်မုန်းတွေကိုထုတ်ချမှုကိုရှော့ချလိုက်ပါတယ်။သွေးရည်ရဲ့ကယ်ဆီယမ်မျိုးလည်းစီးရည်ရဲ့နေတစ်စက်ဆွန့်ထုတ်လိုက်ပါတယ်။အဲဒီကအိမ်မှာအချက်ကသွေးရည်ရဲ့ကယ်ဆီယမ်များနေရင်ပါရာသိုက်ဟော်မုန်းအခြေအနေကနည်းနေပါတယ်။အဲ့ဒီလိုပါပဲဗိုက်တာမင် D ရဲ့အခြေအနေကို PTH အခြေအနေကြည့်ပြီးတော့ဆဲဆဲမှာအလုံးလုံးမလုပ်ဘူးကျွန်တော်တို့သိနိုင်ပါတယ်။ ပုံမှန်အားဖြင့်ဗိုက်တာမင် D ကသွေးထဲမှာများပြီးတော့ပါရတားတဲ့ဟော်မုန်းကနည်းရပါတယ်အဲ့ဒါဆိုရင်ဗိုက်တာမင် D က cell တွေထဲမှာကောင်းကောင်းအလုံးလုံးနိုင်တယ်ဗိုက်တာမင် D resistant မဖြစ်ပါဘူးတကယ်လို့သွေးထဲကဗိုက်တာမင် D နည်းနေမယ်ပါရတားတဲ့ဟော်မုန်းကများနေခဲ့ရင်ဗိုက်တာမင် D resistant ဖြစ်နေပါပြီ cell ထဲမှာဗိုက်တာမင် D ကောင်းကောင်းအလုံးမလုံးနိုင်ပါဘူးသမန္1384မှာဗာရေးထားတဲ့ဆိုတော့ကျွန်တော်ဖတ်ပြပါမယ် The conversion of hydroxy to 125 dihydroxy requires PTH. PTH ဆိုတာပါရာသတ်ဟော်မုန်းပြောတာပါ။ကျွန်တော်ဆက်ပြီးဖတ်ပြရမှာ။ In the absence of PTH, almost none of the 125 dihydroxy is formed. ဒါဒါပါပြောလဲဆိုတော့ကျွန်တော်တို့ vitamin D active form ရဖို့အတွက် PTH ပါရာသတ်ဟော်မုန်းလိုအပ်ပါတယ်။ တကယ်လို့ဒါပါရာတိုက်တဲ့ဟော်မုန်းကမရှိခဲ့ဘူးဒါမှမဟုတ်လည်းမလုံလောက်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ cell တွေမှာအသုံးပြုလို့ရတဲ့အထိ vitamin D active form ကိုပြောင်းလဲမပေးနိုင်ပါဘူးဆိုတော့ vitamin D ကို25 OH နဲ့125 OH ရဖို့အတွက် cell တွေအထိအလုံးလုံးနိုင်ဖို့အတွက်ပါရာတိုက်တဲ့ဟော်မုန်းကနေပြီးတော့ကြောက်ကအကူအညီနဲ့ပြောင်းလဲပေးပါတယ်ဒီမှာ25 OH ပါသွေးထဲမှာရှိတဲ့ vitamin D ဗိုက်တာမင် D ပါအဲ့ဒါကိုကြောက်ကက်ရဲ့အကူအညီနဲ့ပါရာသိုက်ဒ်ဟော်မုန်းက cell စီထဲမှာအလုံးလုံးနိုင်အောင် 125OH ကြောင်းလေးပြပါတယ်ရှစ်တဲ့နဲ့ပမာဏက15နေ65အတွင်းမှာရှိတယ်ဆိုရင်ကျန်းမာတယ်လို့ယူဆပါတယ်ကျွန်တော်ဗိုက်တာမင် D ကို2000 IU ကိုလာပေါင်းများစွာကျွန်တော်တောက်ခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့ PTA ရှာတယ် ုံမှန်အခြေအနေမှာပဲရှိနေတဲ့အတွက်ကျွန်တော်တွေးထဲမှာကယ်ဆီယမ်ပမာဏကအငယ်ဖြစ်စီလောက်တဲ့ပမာဏမရှိဘူးဆိုတာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကယ်ဆီယမ်တွေကမက်ဂနီဆီယမ်ရဲ့အကူအညီကြောင့်အပူမရှိဘူးမက်ဂနီဆီယမ်ချစ်ဖြတ်ပြီးပါတယ်။ဗီတာမင် K2 ရဲ့အကူအညီကြောင့်သွားနဲ့အရိုးတွေစီကိုရောက်ရှိပြီးတော့ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အခြေအနေမှာရှိပါတယ်။ဗီတာမင် D ကလည်း cellular level ထိအလုပ်လုပ်နေတယ်ဆိုတာကို PTH ကိုကြည့်ပြီးတော့ကျွန်တော်သိနေ